ဘသူပဲဖြစ်ဖြစ်အကြည့်ပတ်၄ပါးကိုကြာကြာနာနာပွားထားမယ်ကိုစည်းနေတဲ့ရင်းသဖွဲအတုံးချလို့ရသည့်ထိအောင်သုံးပြုထားမယ်အကြည့်ပတ်၄ပါးကိုမိမိရဲ့ဒီရတ္တိယအဖြစ်အတုံးချထားမယ်အကြည့်ပတ်၄ပါးပေါ်မှာအငြင်းစံကိုယ့်ရဲ့စိတ်ကိုတိဆောက်ထားမယ် จจันนานะอัธรทามะสุโลชิยินะอเกยเยมะตุสันนะชิโลชิยินะลุเยตะตันตะคุลุเยตะตันผิดออกณีลุยะบาเลโตมอจอจินอนิงเกจอลุยะเตสุวาสุลุริเยตะตันโซราအခုခေတ်ပြောရတဲ့အခါမှာဘုရားလက်ထက်ကသတ္တန်းဆိုတာအာယုကပ္ပလို့သတ္တန်းဆိုတာ တရားတန်းကိုပြောတာတရားတန်းဆိုတော့တရားမပြည့်ပဲနဲ့ဘဝအဆုံးသတ်ဖို့တရားပြည့်သည့်ထီအောင် နေသွားတဲ့တတန်းစိတ်နေတယ်လို့ခေါ်တယ်တတရားတန်းမှာတတန်းစိတ်နေလို့ရတယ်သို့မဟုတ်ကြော်ပြီးတော့လေတရား20တရား30တရား50တရား60ဆိုတာလို့တတန်းကြော်ပြီးတော့လေနေလို့ရတယ် အဋ္ဌိဘတ်၄ဘတ်ကြာကြာနာနာဖွာပြီးတော့ဒီကိုယ်စိတ်ဓာတ်ကိုကိုအခိုင်အမာဥပင်မှုတွေကင်းအောင်လှုပ်ထားပြီးဆိုရင်စိတ်ဆွမ်းအားနဲ့အသက်ကိုဆွဲဆန့်လို့ရတယ်ဆိုတဲ့အကြောင်းမျက်စိညာပေါ့အဋ္ဌိဘတ်၄ဘတ်ဆိုတာအလုံးကြားဖို့ကြတဲ့အတိုင်းသန္တာဝိရိယစိတ်တဝိမံပါသနာဆိုတာအသက်ရှင်ခြင်းနဲ့သနာဒီနေရာ ဝိရိယဆိုတာအသက်ရှည်ဖို့ကြိုးစားတယ်စိတ်ဓာတ်ဆိုတာစိတ်ဓာတ်ကြံ့ခိုင်မှုရှိတယ်ဝိမာန်သာဆိုတာအသိပညာနဲ့အသက်ဉာဏ်ဆောင်ဆိုတာဝိမာန်သာဆိုတဲ့အသိဉာဏ်လောကလူတွေရဲ့အောင်မြင်ကြီးပွားနိုင်တာဟာဒီရည်ချင်း၄ရာရှိရဘာပဲဖြစ်ဖြစ်ဖြစ်ချင်တဲ့ဆန္ဒဥသိပြီးတော့လောက်ကြတာရှိတယ်ဖြစ်ချင်တဲ့ ်ဆန္ဒပေါ်မှာဘူတည်ပြီးတော့ကြိုးစားအထောက်မှုဖြင့်ကြိုးပွားအောင်လုပ်ကြမှာရှိဝီရိယကြိုးစားအထောက်တဲ့အခါမှာအခက်ခဲဆိုတာကြုံတတ်တယ်အဲ့ဒီကြုံတဲ့အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာလူရဲ့စိတ်ဓာတ်တွေကယိုရင်းပြီးတော့တွန့်ဆုတ်သွားတတ်တာရှိတယ်အဲ့ဒါလို့မတွန့်ဆုတ်တော့ကျိတ်ကြံ့ခိုင်တဲ့စိတ်ဓာတ်မတမ်းမအရေးကြီးတယ်ဒါကြောင့်မို့ကြံ့ခိုင်တဲ့စိတ်ဓာတ်လည်းရှိရတယ် ဆန္ဒလည်းရှိတယ်ကြိုးလည်းကြိုးစားတယ်စိတ်ဓာတ်လည်းချခိုင်းတယ်ဘာလို့ဒီတည်းလို့ဆိုရင်စင်ညတုံတရားအတိညာဆိုတဲ့စွာအားဟာအကြီးမားဆုံးပဲဖြစ်တယ်အရာရာကိုအောင်မြင်စေနိုင်တဲ့ဒီစွာအားလေးရက်ကိုအဋ္ဌိပါဒအောင်မြင်ပြီးစီးခြင်းရဲ့အကြောင်းတရားဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ဆန္ဒဆန္ဒရှိရင်ကျန်သမျှပြီးစီးတယ် ဝိရိယရှိရင်မဖြစ်နိုင်တာမရှိဘူးအာလုံဖြစ်နိုင်တယ်စိတ်ဓာတ်ကြံ့ခိုင်လို့ရှိရင်အာလုံပြည့်စည်တယ်ဝိမန္တဆိုတဲ့အဋ္ဌညာရှိရင်လည်းအာလုံပြည့်စည်တယ်လို့ဆိုတာအဋ္ဌိပတ်၄ပါးလို့ခေါ်တယ်ဘုန်းကြီးတို့ရဲ့တဏ္ဍာမရှိနေတဲ့သန္တာတို့ဝိရိယတို့စိတ်ဓာတ်တို့ဝိမန္တတို့ကိုကြံ့ခိုင်အောင်ခိုင်မာသည်ထိအောင်ကိုလိညင်တဲ့အရာတစ်ခုပေါ်မှာဆွဲဆွဲမြဲမြဲကြန့်ထိုင်အောင် လေ့ကျင့်ပွားများထားမယ်ဆိုလို့ရှိရင်တဲ့ဒီဖြင့်အရာတွေအတာထားဒီဖြင့်လိုချင်တာတွေအတာထားအသက်တောင်မှဆွဲဆန့်ထားနိုင်တယ်လို့ဒီလိုခေါ်တာနော်အသက်တောင်မှပဲရှည်အောင်နေလို့ရတယ်ပေါ့ဆန္ဒရှိဓမ္မနဲ့သက်ရှည်ခြင်းနဲ့ပုဂ္ဂိုလ်တွေဟာအတော်နဲ့မသေးဘူးစိတ်လျှော့လိုက်ပြီးဆိုလို့ရှိရင်မြန်မြန်သေးတယ်လူတွေမှာအဲ့လိုမျိုးရှိတယ်နော် ိတ်လျှော့လိုက်ထွတာနဲ့တပြိုင်တည်းမြင်မြင်သိသွားတယ်။ဆန္ဒဆိုတာအမတ္တမအရေးကြီးတယ်။ဒါကြောင့်မို့ပါဠိဘာသာနဲ့ရေးထားတဲ့စာအုပ်တွေထဲမှာဆန္ဒဝတ္တောကိဏမကမ္မနာသိစတိဆန္ဒရှိလို့ရှိရင်လုံလို့မရတဲ့ကိစ္စဆိုတာမရှိဘူးအားလုံးလုံနိုင်တယ်။အဲ့ဒါကိုအလျော်အင်္ဂလိပ်လိုပြန်လို့ရှိရင် wish makes the impossible possible လို့ပြောလို့ရတယ် which makes the impossible possible ဆန္ဒမဖြစ်နိုင်ဘူးဆိုတာကိုဖြစ်အောင်လုပ်နိုင်တယ် makes the impossible possible လောကမှာဒါတော့မဖြစ်နိုင်ပါဘူးလို့ပြောကြမဖြစ်နိုင်ဘူးပြောတဲ့အရာဒီဆန္ဒရှိလို့ရှိရင်မဖြစ်နိုင်တဲ့အရာဒီဖြစ်သွားဖြစ်ကိုဖြစ်လာထို့တူပဲဝီရိယဟာလည်းမဖြစ်နိုင်ဘူးဆိုတာကိုဖြစ်အောင်လုပ် စိတ်ဓာတ်ချမ်းခိုင်မှုကလည်းမဖြစ်ဘူးဆိုတာကိုဖြစ်လာအတိညာရှိတဲ့ပုဂ္ဂိုလ်ကလည်းမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေမှဖြစ်လာအာဩဇာလို့ဒီလိုဆိုလို့လူတွေရဲ့စွမ်းအားဟာအမတမ်းမှကြီးပါတယ်အဲ့ဒီသန္ဓေဝိရိယစိတ်ဓာတ်ဝိမန္တလို့ဆိုတဲ့ဒီစွမ်းအားလေးချင်း24ပစ္စည်းထဲမှာအဓိပတိပစ္စယောလို့ခေါ်တာအဲ့ဒီအဓိပတိပစ္စယောလို့ဆိုတဲ့အထက်မှာ အဓိပတိတရားတွေကို၄ပါးဆိုတာလည်းပဲသန္တာဝီရိယဝိမန္တစိတ်တာပဲပေါ့အဲ့ဒါအဲ့ဒီ၄မျိုးအဓိပ္ပာယ်၄မျိုးကိုကြာကြာနာနာခိုင်ခိုင်မာမာစင်တမြင့်အောင်ပွားထားမယ်ဆိုရင်တဲ့သူဟာအကယ်၍အသက်ရှိခြင်းနဲ့ပတ်ဆိုလို့ရှိရင်အာယုတ္တံ ဖြစ်အောင်နေလို့ရတယ်သို့မဟုတ်အာယုတ္တံကြောသည်ဖြစ်အောင်နေလို့ရတယ်လို့မြတ်စွာဘုရားအဲ့ဒီလို general နဲ့ပြောလိုက်တာဘုသူရေလို့ရည်ညွှန်းပြောတာမဟုတ်ဘူးဘယ်သူပဲဖြစ်ဖြစ်ပွားထားလို့ရှိရင်အောင်မြင်နိုင်တယ်လို့ပြောပြီးငါဘုရားဟာအဋ္ဌိပတ်၄ပါးကိုကြာကြာလာလာပွားထားပြီးတာဖြစ်တယ်ဒါကြောင့်မို့လို့ငါစံသားရှိတယ်ဆိုရင် တက်တန်းစိတ်အောင်နေလို့ရတယ်တော့မဟုတ်တက်တန်းကြော်စီထိအောင်နေလို့ရတယ်လို့သစ္စာများရှန်နနာကိုရှုခင်းနေအလပတွေခြင်းဟတယ်ဒီစကားပြောလိုက်တာ